လိုလေးတွေတီးပြီးသွားရင်တော့အရန်သီးလေးကိုစာဒီစုံလေးနဲ့ဒီစုံစာလေးတွေထည့်ပြီးတော့ရင်ရန်သီးလေးတွေကိုအခုလိုမျိုးလှီးပြီးသွားရင်စားနဲ့နေထားပြီးတော့နိုင်ဝက်ခံထားထားပါမယ်။ မယန်းသီးသက်နှက်တွေလှုပ်ရှားမှာပါရှင် စားလေးနဲ့နိုင်ဝက်ခန့်နေထားတဲ့မယန်းသီးကို အခုကြော်ပါမယ်ရှင်မယန်းသီးတနက်ပြုလုပ်မဲ့ခါမှာပါဝင်မဲ့ပစ္စည်းများဖြစ်ပါတယ် ါတော့ချက်သွန်ဖြူနဲ့အနီနဲ့စနွေးမုံတွေပါစီသက်ပါမယ်မြေုပ်တီးအကြမ်းဖက်နည်းနည်းထဲပါမယ်မြေုပ်တီးအစိမ့်မှုန်ဒီလည်းထဲပါမယ်အယောင်တင်မှုန်လို့လည်းခေါ်တာပေါ့နော်နောက်ကုစွန်ချောက်ပါပါမယ်ငံပြာရည်ပါပါမယ်ကြချားလေးလည်းနည်းနည်းထဲပါမယ်မဆလာလေးပါထဲပါမယ်ရှင် မီးမြင်းမြင်းလေးနဲ့ပစွန်ကြောက်ထဲပါတယ်စီသက်ထားပြီးသားတဲ့ကိုပြီးသွားရင်ငံပြာရည်လေးထည့်ပါမယ်ငံပြာရည်လေးထည့်ပါမယ်လေးကိုတော့ short ထားပါမယ်ရှင် ဆလာလေးလဲထည့်ပါမယ်ကြော်ထားတဲ့မယန်းသီးလေးကိုထည့်ပြီးသွားတဲ့အခါမှာကြာလေးနည်းနည်းထည့်ပါမယ် ရန်သည်တနက်ကလေးစားလို့ရပါပြီရှင်အားလုံးပဲနေကောင်းချမ်းသာစိတ်ချမ်းသာကြပါစေနော်